ပြပကံပြောပြရဲသူရဲ့ကျောင်းနံပါတ်9ရဲ့အကြောင်းအားလုံးပဲမင်္ဂလာပါဂျူလီယန်နိုင်မှာကြိုဆိုပါရယ်တခါအင်တာဗျူးတစ်ခုမှာသူကျောင်းနံပါတ်9ပိုင်ရှင်ဘလို့ဖြစ်လာတယ်လဲဆိုတာပကံအခုလို့ပြောပြခဲ့ပါရယ်ကျွန်တော်ကဘောလုံးရည်ပြီးကန်းကြီးတစ်ခုမှာအားယူနေခြင်းပေါ့မိဘရဲ့ focusan စီကနေဖုန်းကောတစ်ခုလက်ခံရရှိတယ်လေသူကစမ်းနေစပုံမစင်နဲ့ငါတို့တက်ဒီရှရကန်ကိုခေါ်ထားတယ်မင်းကျောင်းနံပါတ်10ကိုသူ့ကိုပေးလိုက်ပြီဆိုပြီးစပြောပါရယ်ကျွန်တော်ကဟာဆရာအဲ့လိုမလုပ်ပါနဲ့ ကျွန်တော်က30နဲ့ကျွန်တော်ဂိုးတွေသွင်းခဲ့တယ်။ဂိုးတွေလည်းဖန်ပြီးခဲ့တယ်။ဘာပဲဖြစ်ဖြစ်အဲ့ဒီနံပါတ်ကကျွန်တော်ကိုကန်ကောင်းစေတယ်လို့ခံစားရတယ်ဆိုပြီးပြန်ပြောခဲ့ပါတယ်။ဒါပေမဲ့သူကအဲ့ဒါရေးမကြည့်ပါဘူး။မင်းကို training ကြောင်းမှာပဲတွေ့မယ်ဆိုပြီးခက်တီဘီနဲ့ဖုံးချသွားရောဗျာ။အဲ့ဒါနဲ့ကျွန်တော်လည်းဦးကျော်ညောင်နဲ့ရာဒီဂျို training ကိုပြန်ရောက်လာတော့ကျွန်တော်ကို boss ကပကုံးလာဖက်ပြီးကျွန်တော်က30ကိုလွှမ်းမနေနဲ့တော့မင်းကငါတို့ Manchester United ရဲ့ကနေဝင်ကျွန်တော်ကခုနှစ်ပိုင်ချင်းဖြစ်ပြီဆိုပြီးလာပြောခဲ့ပါတယ်။အဲ့ဒီချိန်ကြမှာပဲ သူကကျွန်တော်ကိုအော်တမင် surprise လုပ်သွားတာလေဆိုတာသဘောပေါက်သွားကြပါတယ်ဂျူလီယန်တိုင်းမှာ 1H မဲ့ unit တွေကိုယုံကြည်စိတ်ချစွာဝယ်ယူအပ်နိုင်ပါတယ်ဂျူလီယန်တိုင်းရဲ့ TikTok profile မှာတင်ထားတဲ့ Telegram နဲ့ Viber address တွေမှာဆက်သွယ်ပြီး unit တွေဝယ်ယူအပ်နိုင်ပါကြောင်းသတင်းကောင်းပါပါစီခင်ဗျာ